ဖရဲဖရပိတ်တမြမင်္ဂလာပါတရင်တူတရမာကိုစစ်စစ်ပြီးအပတ်စံတင်ပြနေတဲ့အပွေးမြင်အပင်တိသွေးစင်ချင်းတရင်အမန်တိအစီအစဉ်ကနေပြန်ပြီးတော့ကြိုဆိုပါရစ်ကျွန်မကတော့ဇူဇူပါဒီနေ့စစ်စစ်တင်ဆက်ပေးချင်တာကတော့ပိခရဲမေလာနေရင်ဒီမှာစစ်ကောင်စီဝါရဖြန် Telegram Channel ဖြစ်တဲ့ Mindway Channel ကဖြန့်ချိခဲ့တဲ့ မူပြမျိုးရှိလူနေအင်တွေကိုတော်လရင်တပ်ဖွဲ့တူကမိရှုဖြစ်စီဆိုတဲ့အကြောင်းအရာပဲဖြစ်ပါရင်အဲ့ဒီအကြောင်းအရာကိုရွှေညိကျ Telegram Channel မှာလည်းဖော်ပြထားပြီးတော့မေလ၂ရက်နေ့ကနေမေလ10ရက်နေ့အထိဝင်ရောက်တရှိသူ4200ကျော်ရှိနေတာကိုတွေ့ရပါတယ်ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတော့ကျမတို့ Federal Fan ကနေအချက်လက်စစ်ဆေးထားတာကိုဆက်ပြီးတော့တင်ပြပါမယ်လွတ်လပ်တဲ့ဒေတာသွင်းမီဒီယာသတင်းဌာနဖြစ်တဲ့ ကရနီဖိပဘဝတရင်ဌာနမှာတော့ရှင်းပြနေတော့ပိုင်းကရနီနဲ့ဆက်မူပြမျိုးမှာစက်ကောက်စီတက်ကလီနဲ့မိလောင်ဘုံကြားချရာကြောင့်လူနေအိမ်တွေမိလောင်ပျက်စီးသွားခဲ့ရတဲ့အကြောင်းစက်ကောက်စီကမိလာတဲ့နေ့ညနေပိုင်းမှာမူပြမျိုးမှာရှိရရက်ွက်တစ်ခုမှာလက်နဲ့ကြည့်အပါဝင်မိလောင်ဘုံရှစ်လုံးထပ်မနဲ့ပစ်ခတ်ခဲ့ပြီးလူနေအိမ်တချို့မိလောင်သွားခဲ့တဲ့အကြောင်းကိုသတင်းမှာဖော်ပြထားပါတယ်။နောက်ထပ်ဒေသတွင်းသတင်းဌာနဖြစ်တဲ့ ရှမ်းတနောင်စစ်တရင်ခြာနာမှာတော့ရှမ်းဂရီနီနဲ့ဆက်ရှမ်းပြည်တော်ပိုင်းမူပြမျိုးမှာစစ်ကောင်စီကလက်နက်ကြီးတွေမိလောင်ပုံးလူနဲ့ပစ်ခတ်မှုကြောင့်လူနေအိမ်တချို့မိလောင်ပျက်စီးခဲ့ကြောင်းမေလ၁ရက်နေ့ညနေပိုင်းအချိန်မှာမူပြမျိုးအတွင်ကိုစစ်ကောင်စီကလေကြောင်းလက်နက်ကြီးပြင်မိလောင်ပုံးတွေပတ်သုံးပြီးပစ်ခတ်ရကြောင်းနေအိမ်တချို့မိလောင်ခဲ့တဲ့အကြောင်းသတင်းအရင်းမြစ်တူထံကနေသိရတဲ့အကြောင်းသတင်းမှာဖော်ပြထားပါတယ်နောက်ထပ်သတင်းဌာနဖြစ်တဲ့ Airway Time သတင်းဌာနမှာတော့ လက်ရှိမူပြမျိုးရဲ့အခြေအနေကိုသတင်းမှဖော်ပြထားပါတယ်။စကောင်စီကမူပြမျိုးကိုထိန်ထုံနိုင်ဖို့ရည်ရွယ်ပြီးတော့စစ်ရင်အားတထောင်ဝန်းကျင်အထိအင်အားဖြစ်တင်ထားကြောင်းသိရပြီးပြည်လို့ပြည်သူစစ်တပ်ဖွဲ့တို့ကပါအသုံးပြုပြီးတော့ထပ်မံအင်အားဖြစ်တင်ဖို့လုပ်နေတဲ့အကြောင်းစကောင်စီကမူပြကိုလေချောင်းတတ်ခိုက်တာလက်နက်ကြီးပစ်ခဲ့တာဒရုန်းနဲ့တတ်ခိုက်တာတွေလုပ်ပြီးတော့ပြင်းထန်ထူးဆစ်ဆင်းနေတဲ့အတွက် တော်လည်းတပ်ဖွဲ့တွေကတိုက်ပိုက်ထားတဲ့စခန်းငယ်တချို့ကိုလက်လွတ်ခဲ့ရတာလို့ရှိနေတဲ့အကြောင်းသတင်းမှာဖော်ပြထားပါတယ်။ဒါကြောင့်2025ခုနှစ်မေလ3ရက်နေ့ညနေပိုင်းအချိန်မှာရှမ်းပြည်နယ်တောင်ပိုင်းဂရင်းနီနယ်ဆက်ကမူပင်မြို့ရှိဒီသက်ခင်ပြည်သူများနေအိမ်တချို့မိလောင်ပျက်စီးသွားတဲ့အကြောင်းအရာနဲ့ရုပ်သံဗီဒီယိုကသတင်းမှန်ဖြစ်ပြီးတော့စစ်ကောင်စီဘက်ကလင်းရင်နဲ့မိလောင်ပုံတက်ချတာကြောင့်လူနေအိမ်တွေမိလောင်ပျက်စီးသွားခဲ့ရတာဖြစ်တဲ့အကြောင်းကို တရင်မီဒီယာတွေနဲ့ဒေတာခံရရဲ့ပြတ်တချက်အရစစ်ဆေးတွေ့ရှိရပါတယ်။ဒါကြောင့်စစ်ကောင်စီလော်ဘီတွေဖြန့်ဝေထားတဲ့တော်လရင်တပ်ဖွဲ့ဘက်ကစစ်ရှုံးထွက်ပြေးပြီးပြည်သူနေအိမ်များကိုမိရှုဖြစ်စေသွားတယ်ဆိုတဲ့အကြောင်းအရကတရင်မှာဖြစ်တယ်ဆိုတာကိုစစ်ဆေးတွေ့ရှိရပါတယ်။စစ်ကောင်စီဝါရဖြန့် channel တွေကစစ်ကောင်စီရဲ့အကြမ်းဖက်လုပ်ရည်တွေကိုဖုံးကွယ်ဖို့အတွက်တရင်မီဒီယာဌာနကတင်ပြထားတဲ့သတင်းတွေကိုတရင်အမှားဖြစ်ကြောင်းရေးသားဖြန့်ဝေနေပြီးတော့ဒီတွေတရင်မီဒီယာပေါ်ထင်အောင်ထင်မှဖြစ်အောင် အချက်လက်အကြောင်းအရာအမာရီနဲ့တံပြန်ဝါရဖျက်ချနေတာကိုတွေ့ရပါတယ်။သောသားရှင်အနေနဲ့လည်းလွတ်လပ်တဲ့မီဒီယာတွေမှာပေါ်ပြထားတဲ့သတင်းတွေမဟုတ်ပဲအခြားသတင်းတွေကိုအလွယ်တကူမယုံကြဖို့နဲ့တရားစစ်စစ်ပြန်မယုံကြဖို့ကျမတို့ရဲ့အပွင့်မြင်ပင်သည့်သွေးဆင်ခြင်သတင်းအမှန်သည့်အစီအစဉ်ကနေတိုက်တွန်းချင်ပါတယ်။နောက်တစ်ပတ်မှလည်းဘယ်လိုသတင်းသူသတင်းမှားတွေကိုစစ်စစ်ပြီးတင်ဆက်ပေးမလဲဆိုတာစောင့်မျှော်နားဆင်ပေးကြပါအောင်လို့ပြောရင်းဒီအစီအစဉ်ကနေနှုတ်ဆက်လိုက်ပါတယ်။